အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဒီဗီဒီယိုဖိုင်မှာဘုသူတာပြည့်မျှဝေပေးခြင်းတာကတော့အင်ဂျင်ကူးလန့်ယူစိမ့်တဲ့အခါမှာအင်ဂျင်ဟီတက်စီနိုင်နေဆိုတဲ့ပြည့်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူတာပြည့်မျှဝေပေးခြင်းပါတယ်အင်ဂျင်ကူးလန့်ယူစိမ့်နိုင်တဲ့ပြည့်ချက်တွေကအများကြီးပဲရှိနိုင်ပါတယ်ဒီတိုင်းကြီးကနေပြီးတော့အင်ဂျင်ကူးလန့်ယူစိမ့်တာတွေရေပိုက်တွေမလုံတာကြောင့်အင်ဂျင်ကူးလန့်တွေယူစိမ့်တာတွေရေလေအုံကနေပြီးတော့အင်ဂျင်ကူးလန့်ယူစိမ့်တဲ့ပြဿနာတွေကလည်း များစွာကြုံတွေ့ရတဲ့ပြစ်ချက်တွေထဲမှာပါဝင်ပါတယ်။ဒါအပြင်ရေတိုင်းကြီးအဖုံးမလုံတာကြောင့်အင်ဂျင်ကူးလန့်နေရှန်ကျပြီးတော့မှရေပြန်ဘူးကနေအင်ဂျင်ကူးလန့်ရှန်ကျတဲ့ပြဿနာတွေကိုလည်းများစွာကြုံတွေ့နေတာဖြစ်ပါတယ်။ရေတိုင်းကြီးဖုံးကတည်တည်လေးဆိုပေမဲ့လည်းတကယ်တမ်းကတော့သူ့ရဲ့လုံဆောင်ချက်ကအရန်ကိုအေးပါတာဖြစ်တဲ့အတွက်အင်ဂျင်ရဲ့ကူးလင်းစနစ်မှာဆိုရင်အင်ဂျင်ရဲ့ကူးလင်းစနစ်မှာရှိနေတဲ့အစိပ်ပိုင်းတွေအားလုံးကအကုန်လုံးအေးကြီးတာဖြစ်တဲ့အတွက် အကုန်လုံးကောင်းနေဖို့လိုအပ်ပါတယ်တကယ်လို့အင်ဂျင်ကူးလန့်ယိုစိတ်နေတာကိုတွေ့မြင်ရတယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ချက်ချင်းစစ်ဆေးပြုပြင်ပေးဖို့လိုအပ်ပါတယ်အင်ဂျင်ကူးလန့်ယိုစိတ်ပြီးတော့မှအင်ဂျင်ကူးလန့်ညီယော့သွားတဲ့အခါမှာအင်ဂျင်ဟီတက်စေနိုင်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီအချက်ကိုတော့တေချာလေးယူဆိုင်စီချင်ပါတယ်။အင်ဂျင်ကူးလန့်ယိုစိမ့်ရင်ဘာတွေဖြစ်နိုင်မလဲ။အင်ဂျင်ကူးလန့်ယိုစိမ့်သွားတဲ့အခါမှာအင်ဂျင်ကူးလန့်နည်းသွားတာဖြစ်တဲ့အတွက်အဓိကဖြစ်နိုင်တဲ့ပြစ်ချက်ဆူဆူရွာဖြစ်စေနိုင်တဲ့ပြစ်ချက်တစ်ခုကတော့ အင်ဂျင်ဟီတက်စီနိုင်တာဖြစ်ပါတယ်အဲ့တော့အင်ဂျင်အပူလွန်ကဲတဲ့ပြဿနာကအရန်ကိုအန္တရာယ်များပါတယ်အင်ဂျင်အပူလွန်ကဲတဲ့ပြစ်ချက်ဖြစ်သွားတဲ့အခါမှာတေချာတာကတော့ဂက်စကက်တွေပြတ်သွားနိုင်ပါတယ်ဆင်နာဟက်ဂက်စကက်တွေပြတ်ပြီးတော့မှ အင်ဂျင်ရဲ့ဒီရေလိုင်းနဲ့မီးလိုင်းတွေကူပြီးတော့မှအိတ်ဇောကနေမီးခိုးအဖြူထွက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်။ဒါအပြင်အင်ဂျင်ဝိုင်နဲ့အင်ဂျင်ကူးလိုင်းတွေရောသွားတဲ့ပြဿနာမျိုးတွေလည်းကြုံတွေ့နေနိုင်ပါတယ်။အင်ဂျင်ဟက်ကတ်စကတ်ပြတ်တာတခုလည်းမဟုတ်ဖန်းနဲ့အင်ဂျင်ဟက်ကလည်းမျက်နှာပြင်နေခုံးတာတွေခွက်တာတွေဒါအပြင်အင်ဂျင်ဟက်မှာ အတိတ်ပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပြီးတော့မှအင်ဂျင်ဟက်အတိတ်လဲရတဲ့အဆင့်ထိဖြစ်စေနိုင်ပါတယ်။ဒါကတော့ဆူဆူရွာဖြစ်တဲ့အနေအထားမျိုးပေါ့ဗျာနော်။အဲ့တော့အင်ဂျင်ဘလော့မှာဆိုလို့ရှိရင်လည်းအင်ဂျင်ဘလော့မှာပျက်စီးမှုတွေကလည်းကြုံတွေ့နေနိုင်ပါတယ်။မျက်နှာပြင်တွေခုံးတာတွေခွက်တာတွေအက်တာတွေဖြစ်စေနိုင်တဲ့အတွက်အင်ဂျင်ဟိတက်တာကတော့တော်တော်လေးကိုအန္တရာယ်များတဲ့ပြစ်ချက်ထဲမှာပါဝင်ပါတယ်။ဒါကြောင့်အင်ဂျင်ကူးလန့်ယိုစိမ့်သွားလို့သတ်မှတ်တဲ့ပမာဏအောက်ကိုအရင်ကျသွားတဲ့အခါမှာ အင်ဂျင် overheat ဖြစ်စေနိုင်တဲ့အတွက်အင်ဂျင်ကူးလိုင်းကိုတော့ပုံမှန်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။ဒါပြင်အင်ဂျင်ကူးလိုင်းယိုစိရင်းနဲ့နေသွားတဲ့အခါမှာ ရေလေအောင်နဲ့ပတ်သက်တဲ့ပြဿနာမျိုးတွေလည်းကြုံတွေ့နေနိုင်တယ်။သာမိုစတက်မှာလည်းပြစ်ချက်ဖြစ်စေနိုင်ပါတယ်။ဒါကတော့အရန်ကိုအန်ဒီရဲ့များတဲ့ပြစ်ချက်တွေထဲမှာပါဝင်တဲ့အတွက်အင်ဂျင်ကူးလန့်ကသတ်မှတ်တဲ့ပမာဏရှိနေဖို့လိုအပ်ပါတယ်။အဲ့တော့ကားရဲ့အင်ဂျင်မှာအင်ဂျင်ကူးလန့်ကိုသာသုံးစေချင်ပါတယ်။အင်ဂျင်ကူးလန့်တွေကယိုစိမ့်သွားတဲ့အခါမှာအလွယ်တကူသိမြင်နိုင်အောင်တွေးမြင်နိုင်အောင်စစ်ဆေးရတဲ့သူအနေနဲ့လွယ်ကူအောင်ဆိုပြီးတော့အင်ဂျင်ကူးလန့်တွေမှာအယောင်တွေထည့်ပေးထားပါတယ်။ကျွန်တော်များသောအားဖြင့်သုံးတဲ့အယောင်တွေက ပန်းရောင်နေတုံးကြတယ်အစိမ်းရောင်နေတုံးကြတယ်အပြာရောင်နေတုံးကြတယ်တခြားရောင်နေလည်းအများကြီးပဲရှိပါတယ်ကျွန်တော်တို့တခြားရောင်နေတန်ကြီးရောင်နေလည်းတုံးနေကြတာကိုတွေ့ရတယ်ပေါ့ဗျာနော်ဒီနေရာမှာအင်ဂျင်ကူးလန်းကိုအယောင်ထည့်ထားရတဲ့ရည်ရဲချက်ကယိုစိမ့်သွားတဲ့အခါမှာအဲ့ဒီအယောင်လေးတွေကကျန်နေခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကယိုစိမ့်မှုကိုအလွယ်တကူသိမြင်နိုင်ပါတယ်။အဲ့လိုယိုစိမ့်မှုကိုအလွယ်တကူသိမြင်နိုင်တာဖြစ်တဲ့အတွက်ပြုပြင်တဲ့အခါမှာအရန်ကိုလွယ်ပြပါတယ်။ဒီကူးလိုက်နေကိုအယောင်နေထည့်ထားတာပါ ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အင်ဂျင်ကူးလန့်ကိုသုံးတဲ့အခါမှာကြိုက်တဲ့အကြောင်းကိုသုံးလို့ရပါတယ်။ဘယ်ဒီဘယ်ကားပဲဖြစ်ဖြစ်ပေါ့ဗျာနော်။အင်ဂျင်ကူးလန့်တွေကပန်းရောင်သုံးလို့ရတယ်၊အစိမ်းရောင်သုံးလို့ရတယ်၊အပြာရောင်လည်းသုံးလို့ရပါတယ်။ဒါပေမဲ့ရောဆက်ပြီးတော့သုံးလို့မရပါဘူး။ ကားမှာသုံးထားတဲ့အင်ဂျင်ကူးလန်းကပန်းရောင်ဖြစ်နေတယ်။အဲ့ဒီပန်းရောင်မှာကျွန်တော်တို့ကအပြာရောင်ကိုသုံးကျင်နေဆိုရင်တော့မလုပ်ရမလဲဆိုတော့အဲ့ဒီကားမှာရှိနေတဲ့အင်ဂျင်ကူးလန်းတွေအားလုံးကုန်ဆင်အောင်ဖောက်ထုတ်ပြီးမှသာကိုပြောင်းကျင်တဲ့အရောင်ကိုပြောင်းလဲပြီးတော့အသုံးပြုခွင့်ရှိပါတယ်။ကြိုက်တဲ့အရောင်သုံးမှရောဆက်ပြီးတော့တော့မသုံးရပါဘူး။အသုံးပြုထားတဲ့ဒီအင်ဂျင်ကူးလန်းရဲ့အထည်ထဲမှာအသုံးပြုထားတဲ့ကမ်မီကယ်တွေမတူတာကြောင့်အင်ဂျင်ကူးလန်းတွေရောဆက်အသုံးပြုတဲ့အခါမှာအဲဒါတန်ကြီးတက်တဲ့ပြဿနာမျိုးတွေအင်ဂျင်ကူးလန်းရဲ့အရေးသေးတွေကကျပြီးတော့မှ ရတိုင်းကြီးတွေပောက်တာတို့ရေလဲအောင်ဒလက်တွေစားကုန်တာတို့သာမိုစတက်တွေဂျမ်းဖြစ်တာတို့ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အင်ဂျင်ကူးလန့်ကိုတော့ရောဆက်ပြီးမသုံးရဘူး။အင်ဂျင်ကူးလန့်မှာဆိုလို့ရှိရင်ရောရာဂိုင်နှုံးတွေရှိပါတယ်။20ဂိုင်နှုံး30ဂိုင်နှုံး50ဂိုင်နှုံးတွေရှိပါတယ်။100ဂိုင်နှုံးကိုတော့ဒါထိုက်ကြီးမသုံးစေချင်ဘူး။ရေရောပြီးတော့မှရေတန့်ရောပြီးတော့မှသာသုံးစေချင်ပါတယ်။တကယ်လို့အဲ့ဒီမှာအဲ့ဒီ premix လို့ရေးထားတဲ့ 30ရဂိုင်နှုန်းလို့50ရဂိုင်နှုန်းလို့ဆိုရင်တော့ဒါတိုက်အသုံးပြုလို့ရပါတယ်အဲ့တော့အင်ဂျင်ကူးလန်းညီကိုသာအင်ဂျင်ရဲ့ကူးလင်းစနစ်မှာအသုံးပြုစေချင်ပါတယ်ရိုးရိုးရိပ်ကိုသုံးတဲ့အခါမှာဘာတွေဖြစ်နိုင်လဲဆိုတော့ water pump နဲ့ပတ်သက်ပြီးတော့လည်းပျက်စီးနိုင်တယ် water pump ရဲ့ဒလတ်တွေကတန်ကြီးတွေလိုက်မယ် water pump ရဲ့ဒလတ်တွေကကြာလာတဲ့အခါမှာဆွေးပြီးတော့နည်းနည်းချင်းပွန်ဆာပြီးတော့ water pump ဒလတ်မရှိတော့ဘူးဆိုရင်အင်ဂျင်ဟီတက်စီနိုင်တယ်အဲ့ဒီလိုပဲ thermostat တွေကလည်း ကူးလန်းကိုသုံးသားရင်တိတ်ပြဒနာမရှိပေမဲ့ရိုးရိုးရီကိုသုံးတဲ့အခါမှာတန်ကြီးတွေတက်ပြီးတော့သာမိုစတက်တွေဂျမ်းဖြစ်တဲ့ပြဒနာမျိုးတွေကြုံတွေ့နေနိုင်တယ်ရေတိုင်ကြီးတွေလည်းအဲ့ဒီလိုပဲရေတိုင်ကြီးရဲ့ရေလိုင်းလေးတွေကကျဉ်းချင်းလေးတွေဖြစ်တဲ့အတွက်တကယ်လို့သာရိုးရိုးရီကိုသုံးသားတယ်ဆိုရင်တန်ကြီးတွေကြောင့်အဲ့ဒီရေတိုင်ကြီးရဲ့လိုင်းလေးတွေကကြီးပိတ်စေနိုင်ပါတယ်เนาะဒါကြောင့်ကျွန်တော်တို့အနေနဲ့ရိုးရိုးရီကိုမသုံးရဘူး ကူးလန်းကိုသာအသုံးပြုစေချင်ပါတယ်တချို့ကကြတော့ဘုံမှန်ရည်တွေထဲ့တာဒီကန်ရည်တွေထဲ့တာဒီချောင်းရည်တွေမြောင်းရည်တွေထဲ့တာတွေဒါတွေကအရန်အန်ရည်များပါတယ်ဒါကအင်ဂျင်ရဲ့ကူးလင်းစနစ်မှာတန်ကြီးတွေလိုက်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့ဒုက္ခပေးနိုင်ပါတယ်ဒီချက်ကိုတော့တေချာလေးယူဆိုင်စေချင်ပါတယ်ကားရဲ့ကူးလင်းစနစ်ကကားအတွက်အရန်ကိုရေးပါပါတယ်။အင်ဂျင်ရဲ့ကူးလင်းစနစ်မကောင်းတဲ့အခါမှာအင်ဂျင်ပိုင်းမှာလာပြီးတော့ဆွမ်းဆောင်ရည်ဆူဆူရွာရွာကြာဆင်းစေပါတယ်။အင်ဂျင်ရဲ့ကူးလင်းစနစ်မကောင်းလို့ ်အင်ဂျင်ရဲ့ performance ကျမယ်အင်ဂျင်တွေတုံတဲ့အဆင့်ထိဖြစ်တယ်နောက်တစ်ချက်ကအင်ဂျင်တွေ heat တက်ရင်အင်ဂျင်ကန်ရတဲ့အဆင့်ထိဖြစ်ပါတယ်အင်ဂျင်ရဲ့ head တို့အင်ဂျင်ရဲ့ block တို့နာသွားမယ် bearing တွေလည်းနာသွားမယ်အဲ့ဒီကနေနောက်ဆက်တွဲအနေနဲ့အင်ဂျင်ကန်ရတဲ့အဆင့်ထိဆိုရင်ပုံကြားစိတ်တွေလည်းအရန်များစေနိုင်ပါတယ်တကယ်လို့သာမိတ်ဆွေတို့အနေနဲ့အင်ဂျင်ကူးလန့်ယိုစိတ်နေတယ်အင်ဂျင်ကူးလန့်နေရော့နေတယ်လို့ယူဆရင် special two ကိုအသုံးပြုပြီးတော့မှအင်ဂျင်ကူးလန့်ယိုစိတ်မှုကိုစစ်ဆေးနိုင်ပါတယ် special two ဆိုတာလည်းခက်ခဲခဲမဟုတ်ပါဘူး ရေတိုင်ကြီးအဖုံးကိုဖြုတ်ပြီးတော့မှလေထိုးလိုက်တယ်။ယူစိမ့်တဲ့နေရာတွေကိုစစ်ဆေးတာပါ။အဲ့တော့ရေတိုင်ကြီးအဖုံးမှာ1.1လို့ရေးထားတယ်ပေါ့ဗျာနော်။1.1ဘားလို့ရေးထားတယ်ဆိုရင်ကျွန်တော်တို့က1.1ဘားထက်ကျော်ပြီးတော့ထိုးလိုက်မယ်အကျဉ်းချင်းကျွန်တော်တို့ကတော့1.5ဘားလောက်ကိုထိုးတယ်ထိုးလိုက်တဲ့အခါမှာယူစိမ့်မှုကတန်းပြီးတော့မြင်ရတယ်ဥမာပိုက်ကလေးတွေကနေပြီးတော့မလုံတာတို့ပိုက်တွေကွဲပြီးတော့မှယူကြတာတို့ဝါတာမန်ကယူကြတာတို့ရေတိုင်းကြီးဒီအပေါ်ဘုံးတွေအောက်ဘုံးတွေအဆက်တွေကနေပြီးတော့ယူကြတာတွေကအဲ့လိုမျိုး အဲဒီကျွန်တော်တို့လေထိုးဆန်းလိုက်တဲ့အခါမှာတိတိတတ်တာယူစိမ့်လာနိုင်ပါတယ်ဒီကတည်းကတော့အင်ဂျင်ကူးလန်းယူတယ်ဆိုတာကတတ်မှတ်တဲ့ဖိအားတစ်ခုထက်ကျော်သွားပြီဆိုတော့မှသာယူစိမ့်တာဖြစ်တဲ့အတွက်အင်ဂျင်ကကျွန်တော်တို့တော်တော်လေးပူမှသာအဲ့ဒီဖိအားကရောက်တာဒါကြောင့်စစ်စေးရတာတော်တော်လေးခက်ခဲတယ်ဒါကြောင့်မဲကျွန်တော်တို့က special 2သုံးပြီးတော့မှလေထိုးဆန်းလိုက်တယ်ဒါဆိုလို့ရှိရင်အင်ဂျင်ရဲ့ကူးလန့်လိုင်းမှာလည်းလေထိုးဆန်းလိုက်လို့တနေရာကနေယူစိမ့်ကြတာတော့အလွယ်တကူသိရှိနိုင်တယ်။အဲ့ဒီလိုပဲရေတိုင်းကြီးရေဖုံးမကောင်းရင်လည်း အင်ဂျင်ကူးလန့်ယိုစိမ့်နဲ့အင်ဂျင်ကူးလန့်ရော့တဲ့ပြဿနာတွေကြုံတွေ့နေနိုင်တဲ့အတွက်ရေတိုင်ကြီးဖုံးကိုလည်းစစ်ဆီးပေးရမယ်လေထိုးပြီးဆန်းပေးလို့ရပါတယ်ဒါတော့ special 2တွေတော့လိုမှာပေါ့ဗျာနော်တခါလေးမှာဘာကြောင့်အင်ဂျင်ကူးလန့်တွေရော့နိုင်လဲယိုစိမ့်နိုင်လဲဆိုတော့ကားရဲ့ dashboard အတွင်းထဲမှာ heater ကိုးလို့ခေါ်တဲ့ heater ပါပါတယ်ကားရဲ့ aircon စနစ်မှာကအပူပေးမယ်အေးပေးမယ်အဲ့အတွက် heater ပါလာတယ်ဆိုရင် heater ကလည်းတန်တန်းတစ်ခုကြာသွားတဲ့အခါမှာဒါမှမဟုတ်ရင်အဲကျွန်တော်တို့နေတဲ့ဒီပင်လယ်ကန်ဆက်ဒီမှာ ရှိနေတဲ့မြို့တွေမှာအသုံးပြုတဲ့ကားတွေဆိုရင်လေထဲမှာစားငွေတွေပါတယ်အဲ့ဒီကနေပြီးတော့မှအဲကျွန်တော်ရေတိုင်ကြီးပေါက်တာတို့အဲ့လိုဟီတာကိုးတွေပေါက်တာတို့အေးကွိုင်းပေါက်တာတို့အစားကြီးတွေပြင်ဒီလိုပြဿနာမျိုးတွေကြုံရတယ်အဲ့တော့ဟီတာကိုးတွေကအဲ့လိုမျိုးပေါက်သွားခဲ့တယ်ဆိုရင်အဲ့ဒီကနေပြီးတော့အင်ဂျင်ကူးလန်ကနည်း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 ချင်းစိမ့်ကြတယ်ဒါပေမဲ့ကားရဲ့ dashboard အတွင်းထဲမှာအဲ့လိုမျိုးစိမ့်ကြတဲ့အခါမှာကျွန်တော်တို့ကယူဆိုင်မှုကိုအလွယ်တကူမမြင်ရဘူး ကားရဲ့ dashboard ကနေစိမ့်ကြပြီးတော့ကားရဲ့ကြံကင်းအောက်ကနေပြီးတော့မှစိမ့်ကြသွားတာဖြစ်တဲ့အတွက်ယိုစိမ့်မှုပေါ်လွဲတကူမသိရှိနိုင်ဘူးအဲ့ဒီကနေအင်ဂျင်ကူးလိုင်းပျောက်စေနိုင်ပါတယ်ဒါကလည်းအင်ဂျင်ကူးလိုင်းနေယိုစိမ့်နိုင်တဲ့ပြစ်ချက်တွေတဲကတစ်ခုဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ဟီတာ6ရဲ့ယိုစိမ့်မှုကိုလည်းစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ဒါ့အပြင်အင်ဂျင်ကူးလန့်တွေပြန်ပြီးတော့ထည့်တဲ့အခါမှာကားမှာအင်ဂျင်ကူးလန့်တွေပြန်ပြီးတော့ထည့်တဲ့အခါမှာလည်းသတိထားရမှာကလေချူပေးဖို့လိုအပ်ပါတယ်။တကယ်လို့အင်ဂျင်ကူးလန့်ရဲ့လိုင်းမှာလေခိုနေတယ်ဆိုရင်အင်ဂျင်ဟီတက်စေနိုင်ပါတယ်။ဒါကြောင့်အင်ဂျင်ကူးလန့်ဖြည့်ပြီးသွားတဲ့အခါမှာအင်ဂျင်ကိုနှိုးမယ်ကျွန်တော်တို့ကမလုပ်ရမလဲဆိုတော့စကန်ဒူးထိုးထားပြီးတော့အင်ဂျင်ရဲ့အပူချိန်ကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ သာမိုစတက်ပွင့်သွားတဲ့အခါမှာအင်ဂျင်ကိုပြန်ရက်ပြီးတော့ကျွန်တော်တို့အင်ဂျင်ကူးလန်းကိုပြန်ပြီးတော့ဖြည့်ဖို့လိုအပ်ပါတယ်။တချို့ကားတွေမှာလေချူကောင်းတွေပါပါတယ်။လေချူကောင်းပါတယ်ဆိုလို့ရှိရင်တော့လေချူကောင်းကိုဖွင့်ပြီးတော့အင်ဂျင်ဒီအင်ဂျင်ကိုနှိုးထားပြီးတော့မှလေကုန်အောင်ကျွန်တော်တို့လုပ်ပေးဖို့လိုအပ်ပါတယ်။အင်ဂျင်ရဲ့ကူးလန်းလိုင်းမှာလေကြံတာနဲ့အင်ဂျင်ဟီတပ်ဖို့ပိုရာခိုင်နှုန်းပို့ပြီးတော့များပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒါလေးကိုယူဆိုင်ပေးရမယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့သာမိုစတက်ပွင့်မယ်။အဲ့ဒီအနေထားကိုကြည့်လိုက်တာနဲ့ အင်ဂျင်ကူးလန်းနေကနည်းနည်းလျော့သွားမယ်ဒါဆိုရင်ပြန်ဖြည့်ပေါ့ဗျာနော်ဖြည့်ပြီးသားနဲ့ကျွန်တော်အင်ဂျင်ကိုနှိုးနှိုးပြီးတော့အဲကျွန်တော်တို့ဒါသာမိုစတက်ပွင့်မယ်ပွင့်မိသားနဲ့ဘာဖြစ်မလဲဆိုတော့ရှေ့ကကူးလင်းဖန်ကလည်းမော်တာနဲ့ဆိုရင်လဲလာမယ်ကူးလင်းဖန်ကနှစ်ခါသုံးခါလောက်လဲအောင်အထိကျွန်တော်တို့စောင့်ပြီးဖို့လိုအပ်တယ်စကန်ဒူးထဲမှာလည်းသူ့ရဲ့အပူချိန်ကိုကြည့်ထားဖို့လိုအပ်တယ်ချိုကားလေးဆိုရင်ဒီအပူချိန်က65လောက်မှပန်ကားလဲတာမျိုးရှိတယ်ချိုကားလေးဆိုလို့ရှိရင်100ခွန်လောက်မှပန်ကားလဲတာမျိုးရှိတယ်အဲ့တော့ရှေ့ကကူးလင်းဖန်3ခါလောက်လဲတဲ့အဆင့်အထိကို ေချာအောင်စစ်ဆေးဖို့လိုအပ်ပါတယ်အင်ဂျင်ကူးလန့်လဲတယ်ဆိုတာကတော့အရန်ခက်ခဲတဲ့အလုပ်တော့မဟုတ်ပေမဲ့လည်းကျွန်တော်တို့အနေနဲ့ကတေချာအောင်ဒီပိုက်လိုင်းထဲမှာရှိနေတဲ့လေတွေကုန်သွားအောင်ခြုံဖို့လိုအပ်ပါတယ်လေကြံတာနဲ့အင်ဂျင်ဟီတက်စီနိုင်ပါတယ်ဒီ BO5 မှာကတော့အင်ဂျင်ကူးလန့်ယိုစိမ့်သွားတဲ့ပြစ်ချက်ကြောင့်နောက်ဆက်တွဲအနေနဲ့အင်ဂျင်ဟီတက်စီတယ်ဆိုတဲ့ပြဿနာလေးကိုမိတ်ဆွေတို့ကိုပူတာဖြစ်မျှဝေပြတာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ